မထရာရီသာစားလို့လားမသိဘူးထမင်းကမိန်လိုက်တာဘူတိကြီးလုံးပြောဟင်းကမဘူတိချက်ချက်ထားတာမဟုတ်ပဲနဲ့ယမနေကကျန်တဲ့ကြက်ပေါင်၆ကိုထည့်ပြီးတော့ချက်ထားတယ်မတူးကလည်းကျုပ်လိုပဲထမင်းတပကံမီတပကံစားတယ်စံသုံးလုံးချက်ဟာတက်တက်ဆင်အောင်ပြောင်းသွားတယ်အကိုထမင်းထည့်အောင်မလားအေးကွာထမင်းကြံတဲ့အထက်ငါမင်းမလက်ရကကဲစားလို့ကောင်းတယ်ကွာကျုပ်လက်ရကကောင်းတာမဟုတ်ဘူးတော့ဟင်းကောင်းပါနေလို့တော်စားလို့ကောင်းနေတာ မသိတော့ဘူးကွာ စားလုံးကောင်းတာကတော့အမှန်ပဲမိမရထမင်းစားတော့ပြီးကြောက်ကဝါကလက်ထိုင်လေးပေါ်မှာထားပြီးတော့ထမင်းလုံးစီတယ်ကြုံမိမမတူကတော့စားတော့ပြီးသားပကံခွက်ရောက်တွေကိုစေကြော်တယ်ကျတော့နေရာကအိမ်အောင်တက်ကြပြဖြစ်ပေမဲ့ခလေးမရသေးဘူးကြောက်ရဲ့မိမကခလေးလုတ်ခြင်းပေမဲ့စီးပွားရေးကအဆင်မပြေတာမလို့မอยู่ပဲနဲ့နေကြခြင်းလည်းဖြစ်တယ်ကြောက်ကရွာထဲမှာလုတ်ခေါ်ရင်အိမ်သာကျွန်းတူလုံးဝကိုဘာမှမငြင်းမနဲ့အကုန်လှုပ်တယ်ကျောက်ရဲ့မိမမတူးကလည်း အလုတ်ရွေးသူတော့မဟုတ်ဘူးကျုပ်တို့လင်မယားနဲ့ဟာအလုတ်ကိုမရွေးပေမဲ့ငွေကြီးကကျုပ်တို့ကိုရွေးတယ်ဘယ်ငွေကြီးမှကျုပ်တို့စီမှာကြကြမနေဘူးစီးတဲ့ရေဆဲတဲ့ကတဲ့ဆိုတယ်လို့ကျုပ်ရမိမမတူကလည်းကျုပ်အတမျှကိုချွေတာကသုံးဆွဲတက်ပေမဲ့ကျုပ်တို့လင်မယားဟာသုံးဆွဲဖို့ရငွေကြီးတွေဖော်ဖော်တိတိမရှိဘူးကျုပ်တို့လင်မယားနှစ်ယောက်စလုံးဟာမိဘဆွေမျိုးမရှိတာကပို့ပြီးတော့ဆိုတယ်တကောင်ကျက်သမားတွေဒါကြောင့်ကျုပ်တို့မှအားကိုးစရာမရှိဘူးကိုလုံးမှကိုစားရတာ တို့ရဲ့မိမမတူးကသတိတားစီနဲ့မတက်လို့လားမသိဘူး။အရန်ကိုပိန်ညောင်းနေ။ဒါကြောင့်တို့ရဲ့မိမမတူးကိုအသာတက်ပါတဲ့စားတောက်တွေကျွေးနေတယ်။ဒါပေမဲ့လည်းဝဲကြွေးဖို့ကငွေကမရှိဘူး။ဒါကြောင့်မကြံကောင်းမစီရလောက်ကိုကျုပ်ကြံစီမိသွားတယ်။အဲ့ဒီအကြံစီတိုင်းပဲဂျွာထဲမှာရှိတဲ့ကြက်တကောင်ကိုလွလွတုံးမှ လေးခွစာကျွေးပြီးတော့ပစုံနဲ့ပတ်ကယူလာခဲ့တယ်။နှစ်ပိတ်တာကန်ရှိမှကြက်ပါကြီးကိုကျုပ်တို့လင်းများနှစ်ယောက်လုံးသုံးလေးလောက်စားရတယ်။အိမ်မှာမွေးထားတဲ့ကြက်ပါကြီးပြောက်သွားရာ အမေကငိုကြီးချက်မှနဲ့အဖေကိုတိုင်ပြောတယ်။အမေလည်းအဲ့ဒီချက်ဖကိုတားရင်လို့သဘောထားသူကြက်အားချက်ဖကြီးပြောက်သွားတာကြောင့်ရင်နှုတ်မနာဖြစ်တယ်။အမလီနော်ဘဲကလေးကိုဝါကများငါသားကိုခိုးတော့တာလေငါသားကိုခိုးတော့တဲ့သခိုးကြီးနေနှုတ်တမိသားစုလို့ဝမ်းလျှောပါစီတော့ငါသားကိုတတ်တဲ့အတွက်နေနှုတ်ကလေးတွေလည်းပြန်ပြီးတော့အသက်ခံရပါစေ။အမေကဒီလိုကျင်းစာတိုက်တယ်ဒီမရင်အဖေကကြားဝင်ပြီးတော့တားရတယ်။ခေစုံ ခိုးတဲ့သူကခိုးသွားပြီလေကွာဘာလို့ကြိမ်စဲနေရတာလဲဝစီဘေးကထိတိုင်းရှာတဲ့နှုတ်ချမ်းရင်လက်ပိတ်တက်တယ်ကွာမင်းနဲ့ခလေးမဟုတ်တငယ်မဟုတ်နဲ့ဟုတ်တော့ကြိမ်ရမှာပဲကျုပ်သားကိုခိုးမှခိုးစားရလားဟမ်ဒီလောက်တောင်မှသခိုးတွေငတ်ငတ်လုံးနေကျုပ်သားကိုတတိယတိုင်းဒင်းတို့ကိုကြိမ်စဲနေမှာသူများပြည့်စီကိုအချောင်လိုချင်တဲ့ဟာတွေဘာလို့လို့အစင်မပြေစေပါနဲ့တော့တော်တော့လို့ခင်ဆိုဟမ်ဘေးပဝင်ချင်းကိုလည်းအားနာအောင်လေကွာအိုး ကျောက်ကကြက်တခိုးကိုချိန်နေတာလေသူတို့ကတခိုးမဟုတ်ရင်ဘာနေရစရာလိုလို့လဲအဲ့ဒါမင်းသဘောကငါမပြောဘူးဟုတ်ပြီလားအဖေကဒီလိုပြောပြီးတော့ရှောင်ထွက်သွားတယ်အမေကတော့အနောက်ကနေတွတ်တွတ်နဲ့ချိန်စဲနေတော့မယ်နေရသည့်ချိန်မှာရေကနေတာကြောင့်ရွာအမြောက်ဖက်မှာရှိတဲ့ရေကန်းရေတော့ခက်ရတယ်တောက်တုံးရေကုံသွားရင်တော့အဲ့ဒီရေကန်းမှာသာရေခက်ရတာကြောင့်ရေကနောက်ကျနေတယ်မတူးကအိမ်မှာရေကုန်နေရကြောင့် အုံဝါကြီးကိုယူပြီးတော့ရက်ခတ်စင်းနေအဝိရှော်တရားတွေများနေကြအောင်အဝိရှော်ရေချုံးနေရညနေ6နာရီကျော်ပြီဒီချိန်မှာကန်ထဲမှာလူကလည်းစဲစားပြုတ်နေပြီမတူတယောက်ရေဘုံဝါကိုခေါင်းပေါ်မနိုင်တနိုင်ရွက်ပြီးတော့လက်တစ်ဖက်မှာလည်းရှော်ပြီးသားအဝိတွေကိုတဲလာတယ်အသက်ရလာတော့ခါးတွေကလည်းနားတယ်ရေဘုံကိုရွက်ပြီးထားလိုက်ရင်လည်းမတူတယောက်ကြီးတယ်မဖြစ်ပါဘူးအသက်တွေကြီးလာရဲ့ကိုကိုပြန်ကြည့်ဖို့အတွက် တာသမီးတော်မွေးဦးမှာပဲအရွယ်လွန်သွားရင်ကလေးယူလို့ရအောင်မှာမဟုတ်ဘူးသူ့ကိုယ်သူနှိမ့်သိတယ်လို့ပြောပြီးတော့အိမ်ကိုပြန်လာခဲ့တယ်လာခွေညာဖြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးဟာပိန့်ပိန့်အောင်မောင်းနေပါတယ်ပိုးပြေအော်တန်တွေကပိုမဒီမှာတညံညံနဲ့ထွက်ပေါ်လာတယ်နေလည်နေခင်ယာတော်တဲ့အလုပ်ပင်ပင်ပန်လောက်ကြရညာပိုင်းမှာစောစီးစွာအိမ်ရောက်ဝင်ကြတာကြောင့်တရွာလုံးကလည်းတိတ်ဆိတ်နေပါတယ်ကျုပ်ကအိမ်အတွက်အသာဟင်းရဖို့ရွာနဲ့ဝေးတဲ့ချောင်းထဲမှာကနန်းပစုံပါဆရာတွေကိုလိုက်ရှာနေရာ ည9နာရီမှာပဲအိမ်ပြန်ရောက်လာတယ်။ဒီကြိမ်ဒီကြိမ်ဝင်းမှမတူမအိပ်ဖက်နဲ့ကြုတ်ကိုစောင့်နေတော့မယ်။မတူရေမတူကြုတ်ပြန်လာပြီတကားဖွင့်အောင်ကြုတ်ကတရံတကားကိုတပုံးပုံးနဲ့ထုတ်ပြီးတော့ခေါ်လိုက်ရမတူတရအတန်ပြုတ်ပြီးတော့တကားလာဖွင့်ပေးတယ်။အကိုနောက်ကျလာကြည်လားအင်တာနက်နောက်ဘေးဝင်သွားတာဘသူလဲကိုဟာမတူကြုတ်တယောက်တည်းပြန်လာတာလေဘသူကရှိအောင်မလဲမတူကကြုတ်အနောက်ကိုကြော်ပြီးတော့အဲ့လိုမေးလိုက်ရ ကျုပ်လည်းကြောင်အံ့အံ့ဖြစ်သွားတယ်။ကျုပ်တယောက်တည်းဆိုတာကြောင့်မတူလေကျုပ်လက်ကိုအမြန်ဆွဲပြီးတော့အကိုအကိုတယောက်တည်းဟုတ်လားဒါဆိုအိမ်ထဲကိုမြန်မြန်ဝင်ဒီလိုဆိုပြီးတော့တကားကိုအမြန်ပိတ်လို့ချက်ကို ချထားလိုက်ပါတယ်။အကိုအကိုနောက်မှာလူတယောက်ပါလာတာကျုပ်တွေ့တယ်။ကျုပ်ကတယောက်တည်းပြန်လာနေကြပါမတူဘဲကလူကပါလာရမှာလဲ။ကျုပ်အဟုတ်ပြောတာတော့ရှင်းစီကညင်ညံ့တွေရနေတယ်လို့တရေတွေပါလိမ့်များ လိုက်လာတာလားမှမသိတာ ပေါက်ကြကွာကဲအဲ့တော့ကျုပ်လက်အဝတ်စိုးတွေလဲပြီးတော့လာခဲ့မှာဟုတ်ပြီလားကျုပ်ကမတူကြောက်စိတ်ဝင်မှာဆိုတာကြောင့်ပါလာတဲ့ငါးပစုံတွေကိုမကင်ခိုင်းတော့ဘဲနဲ့ကျုပ်ကိုယ်တိုင်ဒဏ်ဦးတလုံးနဲ့ထဲဖုံးထားလိုက်ပြီးမှအဝတ်စားလဲပြီးတော့အဲ့ရဝင်ခဲ့တယ်အမေကြီးအမေရေတတိခေါ်တိုင်ကြားလိုက်တာကြောင့်မတူတိအောင်နားဆွေးမိတယ်တယောက်ကသူ့ကိုအမေလို့ခေါ်နေတဲ့တန်သူမကတာသမီမရှိတာကြောင့်သူ့ကိုခေါ်နေခြင်းဖြစ်မှာမဟုတ်ဘူးလို့တွေးပြီးတော့မြေဝဲကိုသာဆက်ပြီးတော့ထုတ်တယ် အမေအမေလို့ဒီလိုတက်ကုန်ရအောင်မတူကမြေပဲထုနေတာကိုညက်ပြီးတော့ခိုးတတိဝေ့ကြည့်တယ်ဘသူလဲဘသူကိုခေါ်တာလဲဒီလိုပြီးပြန်ပြီးတော့မေးတဲ့အခါအိမ်နောက်ဘက်မှာရှိတဲ့ကိုကိုမင်းနောက်ကအဝေးပလာနဲ့လူတယောက်ထွက်လာတယ်အမေကိုခေါ်တာလေသားအမေတို့နဲ့လာပြီးတော့နေလို့ရမလားမတူကအဲ့ဒီအဝေးပလာနဲ့လူကိုတအံ့တော်ကြည့်တယ်ဟင်မင်းမင်းဟိုနေ့ကအကုန်နဲ့အတူပါလာတဲ့သူပဲနေစမ်းမအောင် မင်းကကျုပ်ကိုဘယ်လိုခေါ်တာအမေဟုတ်လားဟုတ်တယ်လေဗျာကျုပ်ကိုအဖေက ခေါ်လို့လိုက်ခဲ့တာ အမေကျုပ်ကိုလက်ခံနိုင်မှာမလားတော်ပါရှုပ်ရှုပ်ရှက်ရှက်တွေဘယ်သူမှမသိပဲတော်တော်တော်မျက်စိချက်စရာကြီးမတူကအဲ့လိုကိုကြည့်ပြီးတော့မျက်နှာပြန်လှည့်ကဒီလိုဆိုတဲ့အခါမှာအဲ့လူကလှက်ထွက်မသွားပဲနဲ့မတူနာပို့ပြီးတော့တိုးလာတယ်မရဘူးဗျာမသွားဘူးကျုပ်ကအမေလို့နဲ့ပဲနေမှာဟာမခေါ်ဘူးသွားသွားမသွားဘူးဗျာနေမှာ အမေတို့နဲ့နေမှာဗျဒီလိုဆိုပြီးတော့မတူးကိုဘော်ကိုခုံတက်တယ်ဒီဖြစ်ကြောင့်မတူးတရားတော့ကြောက်ရလန့်အောင်နဲ့អော်တယ်အအမလီအကိုကြီးကဲပါအောင်တော့မခေါ်ဘူးနော်မတူးဘာတွေអော်နေရလဲမတူးအလန့်တကြားနဲ့ကွာမတူးရဲ့អော်တဲ့ကြောင့်ကျုပ်လည်းနှိုးသွားတယ်မတူးကကျုပ်ခေါ်နှိုးတော့ချွေးတိချွေးပေါက်တွေနဲ့အသက်ကိုပြင်းပြင်းရှူတယ်ကျုပ်ကျုပ်အိမ်မက်ဆိုးတွေမတ်နေတာတော့ဟုတ်လားကွာဘာတွေများမလို့ဒီလောက်တော့မှអော်နေရတာလဲပြပြဆန် ကျောက်ကမေးလိုက်ရမတူလေသူ့ရဲ့အိမ်မက်ကိုအဆဆုံးပြောပြတယ်။မင်းစိတ်ဆွဲလို့မတ်တာပါကွာ။ကဲဘာမှတွေးမနေနဲ့ဟုတ်ပြီလား။အချိန်ရှိသေးတယ်ပြန်အိပ်လိုက်အောင်။ကျောက်ကမတူကိုနှိပ်သိပ်ပြီးတော့ပြောတဲ့အခါမှာမတူတရာပြန်အိပ်ပြောသွားတယ်။ຫນွေဦးပေါက်ပြီးဖြစ်တာကြောင့်ရောဟောင်းတွေကပင်အိုတွေကိုစုပ်ပြီးတော့မြေခါသွားကြပြီ။မင်းလျာတောင်တက်တက်မှာမြို့ကိုယ်တွေဆိုင်းနေရ။ဘလို့အရာမှတက်တက်ခွက်ခွက်ကိုမမြင်ရဘူး။မတူကပြင်းပြင်းရှိတာနဲ့အိမ်ရှိမှတိုင်ပြီးတော့ အဝေးကငိတ်ကြည့်မိတယ်။သူ့စိတ်ထဲမှာအရင်ကမက်ခဲ့ဘူးတဲ့အိမ်မက်ချောင်းကိုသာပြန်ပြန်ပြီးတော့တွေးမိတယ်။ခေါင်းတွေကလည်းမိုးနေတာပဲ။ဒီလိုငိတ်ဆိုရင်လည်းခေါင်းတွေအောင်လာပြီးနေတိုင်းမကောင်းတယ်လို့ဖြစ်လာတယ်။ရင်ထဲမှာလည်းမိအမသာဖြစ်ပြီးတော့ပြုတ်အောင်နေလို့ဖြစ်လာတယ်။ဒီချိန်မှာဖနှက်ချုပ်နေမှာပဲရင်မက်ကိုဖိပြီးတော့ဟောဆိုပြီးတော့အန်ချလိုက်တယ်။ဒါပေမဲ့အန်လို့မရဘူး။ဟဲ့ရှင်းတုံနေတယ်လို့မိုးဝေတယ်လို့နဲ့ဘလို့ကြီးဖြစ်နေလဲမသိဘူး။မတူးတယောက်တည်းလိုပဲ တယောက်တည်းညင်းမိတယ်။အားရတဲ့အထိအန်လိုက်ပြီးမှအိမ်ထဲဝင်ပြီးတော့မဟာပြည့်စည်တို့ကိုရှာကဖြောတော့တယ်။မတူအဲ့လိုခေါင်းမဝေပြီးတော့အန်ဂျင်နီယာ၃လရက်ရှိပြီ။မဟာပြည့်စည်တော့လည်းတက်တာမလာဘူး။ဒါကြောင့်စိတ်ထဲမှာဘဝင်မကြဖြစ်ပြီးတော့ဒေါသလည်းထွက်လာတယ်။စိတ်ကဒိုးလာပြီ။ဘာစည်းတတော့လုံးဝပြောက်ဘူး။ဘာဖြစ်နေရလဲ။မတူတယောက်စိတ်ထဲမှာအလိုမကျမှုတွေနဲ့မြေတုံတောက်တည်တယ်။ကျုပ်လည်းမတူမြေတုံတောက်တည်လာတာကြောင့်နားတွေပူလာပြီ။ မတူမိမမင်းတနေကုန်ပြောနေရတွေဘာတွေဖြစ်နေရလဲကွာတော်မသိပါဘူးကျုပ်အလိုလိုနေနေဒေါသထွက်နေတာလူကလည်းမူးဝင်နေပြီပြုတ်ဝဲပြုတ်အန်ကြီးနေတာဒီအပိုင်းဘာတွေဖြစ်နေမှန်းကိုမသိဘူးမတူမင်းအမျိုးသမီးယောဂါပုံမှန်ဖြစ်ရလားကွာဘာလဲအမျိုးသမီးယောဂါကမင်းနဲ့ကွာဝေးလိုက်တာဟိုဟာလေကွာမင်းတို့ဟိုတလားတကာဖြစ်နေတဲ့ဟာကိုပြောတာအော်တိပီတိပီကျုပ်ဒီလာထဲမှာမတွေ့သေးဘူးအကို အဲ့ဒါဘာဖြစ်လို့လဲမတူမင်းကွာတကယ်ကိုအရာပဲငါကြားဘူးလားကလင်းရှိမိမတွေအဲ့ဒါမတွေ့တော့ရင် ကိုဝင်ရတာလေကွာတေချာတော့ငါလည်းမသိဘူးကျုပ်စကားကြောင့်ပဲမတူတယောက်မျက်ဝန်းဆောင်ပြုချက်သွားတယ်အမလီမဟုတ်ပါစနဲ့လို့အကိုကျုပ်ကဆွတ်တောင်းပါတယ်ကိုရဲဟာဘလို့ကြီးလည်းမတူရမင်းကလေးအမေဖြစ်လာပါလေမင်းပဲတာသမီတယောက်ရချင်နေဆိုလို့တော့လိုချင်တာပေါ့တော့ဒါပေမဲ့ကျုပ်ဟိုနေ့က မတဲအိမ်မထဲကတရေကြီးဖြစ်နေရဲ့ဘယ်လိုလုပ်မလဲမတူးတီလို့ပြောမှကျုပ်လည်းမတူးအိမ်မကိုသွားတည်ရတယ်လိမ်မြန်းနေရစလို့ဘာမှစက်မပြောတော့ပဲနဲ့တက်ပြင်းတာကိုစီချတယ်ကျုပ်ထင်တာတဲ့အချိန်မှာမတူးမှကိုဝင်ရှိလာတယ်အကိုကျုပ်ငါးဟင်းစားခြင်းနဲ့ကျုပ်ထင်းပေါက်နေတော့မတူးကဒီလိုပြောလာတယ်မတူးဒီရတဲ့ကြီးမှကွာဘယ်ကငါ့ဟာရှိရမှာလဲမတူးဈေးသွားဝင်တော့ရနိုင်ပါတယ်ကျုပ်တို့မှငွေပူငွေရှင်တော့မရှိဘူးလေကွာ အကိုခိုးဘက်ဒွေချောင်းလေးကိုငါသွားရှာသူများမလာရတဲ့ဒွေပင်ချိန်ကချောင်းခွေမှာငါတအားပွက်တာကိုမတူးစကားကြောင့်ကျုပ်မျက်လုံးပြူသွားတယ်မပြူးပဲရှိမလားဗျမတူးပြောတဲ့ဒွေချောင်းဟာငါပန်းသမားတွေချီအားချင်းထက်တဲ့နေရာဒါပေမဲ့အဲ့ဒီဒွေပင်ကိုယ်ဆိုတဲ့နေရာကိုတော့မျက်စိလေလိုတော့မှဘယ်သူမှမသွားဘူးဘူးအချောင်းလှန့်ကျမ်းနေဆိုတဲ့နေရာလူစားတယ်လို့လဲနာမည်ကြီးတဲ့နေရာမင်းကျုပ်ကိုတေးစေချင်လို့လားမတူးဟမ် ဒီနေရာတိတော့ကျန်းတာမင်းမသိတာလည်းမဟုတ်ဘူးရှင်စိတ်ချတာတော့ငါတွေအများကြီးရတာလည်းမဲဟာမင်းဟာကတိချလာကြည်လားအဲ့နေရာငါရှိတယ်လို့မင်းကိုဘသူပြောလဲကွာကျုပ်စိတ်ထဲမှာလိုလိုသိနေတယ်တော်စကားမများနဲ့ကျုပ်ဒီနေ့ငါမှမစားရရင်တော့တိတ်သွားမလားပဲမတူးကတည်းလို့ပြောတော့ကျုပ်လည်းတနာစိတ်ဖြစ်သွားတယ်ကိုဝင်စားမိမတွေချင်းချင်းတက်တော့မကြွေးပဲထားမိပါကကိုကိုကိုတက်တက်လို့မကျင်နဲ့တက်ဖို့လို့လဲကြားဘူးတယ် ကျုပ်လည်းမတူးပြောတဲ့တိုင်းသွားကြည့်ဖို့ဆုံးဖြတ်တယ်။အေးပါကွာ။မင်းစားချင်တာရအောင်လို့ငါရှာပေးမယ်မိမ။ကျုပ်လည်းငါထိုးတဲ့မိန်နဲ့လွယ်ပလိုင်းကိုယူပြီးတော့ဒွေးပင်ချောင်းကိုလာတယ်။ထုံတဲ့တိုင်းပဲချောင်းထဲမှာငါဖမ်းသူတွေနဲ့စေကားနေတယ်။ကျုပ်ကအဲ့လူတွေကိုနှုတ်ဆက်ပြီးတော့အောက်ကိုစုံစင်ကဒွေးပင်ကိုရှိရာကိုလာတယ်။နေခင်းကြောင်တော့ရှိပေမဲ့ဒီနေရာကခြောက်ခြားစရာကောင်းတယ်။ကျုပ်လည်းမိမမျက်နှာကိုပြင်အောင်ပြီးတော့ကြောက်စိတ်တွေဖြောက်ပြီးတော့ဒွေးပင်ကိုချောင်းထဲကိုဆင်းလာတယ်။ချောင်းဝင်းမှာရှိတဲ့တပန်းမင်မော်က တပန်းနိမ့်မဲ့တွေကရေထဲကိုတဖြုံဖြုံနဲ့ကျွေးကြနေတယ်။အဲဒီကြက်လာတဲ့အတန်းကြောင့်ကျုပ်နောက်ကျောမလုံဘူး။ကျုပ်စိတ်ကကြောက်နေတယ်လို့ငါးဖက်နဲ့နေရာကိုလည်းအာရုံမရဘူး။စိတ်ကိုအတက်နိုင်ဆုံးစူးစီးပြီးတော့ငါးရှာတယ်။ခဏမှတော့ငါးခက်ကြီးကြီးတစ်ကောင်ကကျုပ်ဘက်ကိုကူလာတယ်။ဟန်ကြတာပဲကွာ။လာထား။ကျုပ်လည်းမင်းကိုအတင်းချိန်ပြီးတော့ငါးကိုထိုးပန်းတယ်။အဲဒီကကျုပ်ကငါးနှစ်ပိတ်တာတော့ရတယ်။ငါးရှာတဲ့ဒေတာဖြစ်ပြီးနှစ်ပိတ်တာရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးမတူးကုံဝင်ရှိပြီးတဲ့နောက်သူပြောတဲ့စကားတွေကမှန်တယ်လို့ဖြစ်လာတယ်အသားအင်းစားခြင်းရင်သူပြောတဲ့နေရာမှာထောင်ချောက်ဆင်ထားရင်တော့သားကောင်တေချာမိတယ်အကိုကျုပ်တို့ကလေးကမကြခင်မှာလူလောကတွေကိုရောက်လာတော့မှအေးလေအဲ့ဒါဘာဖြစ်လဲမတူးတော်ကြကလေးကကျုပ်တို့နဲ့မတူဘဲနဲ့တရေကြီးမွေးလာရင်ဘလို့ဖြစ်ပြီးလုံးမလဲပေါက်ကြရကွာလူကတရေမွေးမလားကွာမင်းနဲ့တကယ်ကိုပေါက်ကြရတွေးနေတာပဲကျုပ်စိတ်ထဲမှာ ဒီကလေးကတခုတ်ကိုထိုးစမ်းတယ်လို့ပဲကိုကျုပ်စားခြင်းတဲ့ဟာတွေကျုပ်ပြောတဲ့နေရာတွားရင်တွေ့ရပဲလေတိုက်ဆိုင်သွားတာပါကွာပေါက်ကရ30တွေလျှောက်တွေးမနေနဲ့မွေးကန်ကြီးဖွားကန်ကြီးဆိုတော့အတွေးများရင်မကောင်းဘူးညာကြီးတကောင်မှာမတူတရင်နိုးလာတယ်ထရန်အင်္ဂလိပ်ဖြစ်တာကြောင့်လေတွေကထရန်ပေါက်ကတိုးလာတယ်လူကလည်းချမ်းစင်ဖြစ်လာတယ်ခေါင်းအိမ်ဘက်မှာတကြီးကြီးနဲ့ထရန်ကိုကုတ်ချစ်တဲ့အတန်ကြားတာကြောင့်မတူတယောက်နားဆွနေသူ့မွေးတော့မှာကွာ လူဖြစ်သွားတော့ကျုပ်တို့ကိုမေးသွားမလားမသိဘူးနော်မမေးတော့ပါဘူးကွာတယောက်နဲ့တယောက်တီတူပြောနေကြတဲ့အတန်းတွေပြပြတတအတန်းကြောင့်မတူတယောက်ခေါင်းမိုးတွေထောင်းသွားတယ်အကိုကြီးအကိုကြောက်နေတာမို့လို့ယောက်ျားကိုနှိုးတယ်ဟာဘာလဲမတူရညတဲ့ကောင်ကြီးကျုပ်ကျုပ်အတန်းတွေကြားလို့အကိုဘာသာနေလဲမတူရမင်းကွာပောက်ကရတွေတွေးနေတာမင်းစိတ်ကမင်းကိုပြန်ချောက်တာဖြစ်မှာမဟုတ်ဘူးအကိုရအိန္ဒိယကုတ်ချစ်တဲ့အတန်းတွေကြားနေရတယ် သူတို့အချင်းချင်းပြောတာကိုလည်းကြားတယ်။စိတ်ထင်လို့ပါကွာ။မွေးကန်နေဖွားကန်နေဆိုတော့မင်းစိတ်တွေပြောင်ချောက်ချာဖြစ်နေတာဘာမှမရှိဘူးဟုတ်ပြီလား။ပြန်အိတ်တော့ကျောက်ကမတူးကိုနှစ်သိမ့်ပြီးတော့ပြန်အိတ်ပြောသွားတယ်။စနေနေ့မနက်ခင်းကြီးမတူးကဘိုင်းနာနေဆိုကဟောဟစ်တယ်။ကျုပ်မွေးတော့မထင်နဲ့ကို။ဟုတ်မယ်မတူးနေအောင်ကကျုပ်ရွာလေးကလက်တယ်မလုံဘူးကိုသွားခေါင်းမယ်။မတူးကခေါင်းသာညှိပြတယ်။ကျုပ်လည်းမတူးကိုစိတ်ပူပြီးတော့အရက်လက်တွေကိုခေါ်ဖို့ထွက်လာတယ်။ ဘိုက်ကနာလာတာကြောင့်မတုကအော်ရတယ်။အရက်လက်တွေကရောက်မလာသေးဘူး။အရေးတယ်။ခြံထဲကစကားပြောတဲ့ကိုကြားပြန်နေ။သူ့မွေးတော့မှာကွာ။ဘလို့လေးဖြစ်မလဲမသိဘူး။ငါတွေ့ကျင်နေပြီ။ငါတော့ကွာ။သွေးညင်နံတွေပဲရနေတယ်။ငါသူ့အချင်းကိုစားကျင်နေကွာ။မင်းစားလို့မရဘူးကွာ။သူကငါတို့နဲ့တူတူပဲ။မင်းသူ့အချင်းကိုစားလို့ကိုမရဘူး။ပြပြတတကြီးကြားလိုက်တဲ့စကားကြောင့်ပဲမတူတယောက်ခေါင်းနှက်ပန်းကြီးသွားတယ်။ဒီခဏမှာ ယောက်ျားဖြစ်သူနဲ့တူတူအရက်လက်တဲတို့ရောက်လာတယ်။အော်ဟေးညင်ညူတန်တွေကြားပြီးတဲ့နောက်ခလင်းကိုတန်ထွက်လာတယ်။အရက်လက်တဲကြီးရဲ့အတန်လဲတဆက်တဲထွက်လာတယ်။ညီတို့ကန်ကောင်းတာပဲအေးယောက်ျားလေးမှုရာအချင်းခလေးအချင်းမတူးတယောက်အဲ့လိုအော်လိုက်ရလက်တဲကြီးမျက်လုံးပြူးသွားတယ်။ခလေးအချင်းလည်းထွက်လာပြီလေ။ဘာဖြစ်လို့လဲမတူး။ခလေးချင်းကိုသူတို့တွေစားကြမှာ။ဟုတ်ကြရယ်။မင်းခလေးအချင်းဘယ်သူကစားမှာလဲ။ မဟုတ်ဘူးခြံထဲမှာသူတို့ရှိတယ်သူတို့စားမှာ မတူရဲ့စကားကြောင့်လက်တဲ့ကြီးသူ့လေခြောက်ချတဲ့ထင်ပြီးတော့ဒုက္ခပါပဲထုံအောင်ဖဲ့ထုံအောင်နေမိမကိုလာပြီးတော့နှစ်တယ်哦ကလေးငယ်လေးရဲ့အသားရာမဲကြုံနေတယ်နှာခမ်းကလည်းထိုးအမ်းပြီးတော့အယံကိုရုပ်ဆိုးတယ်ဒါကြောင့်ကလေးအမိကိုဖိုးမဲဆိုပြီးပေးကြတယ်မတူကအဲ့ဒီကလေးကိုကြည့်ပြီးတော့အိမ်မက်ကိုပြန်ပြီးတရိရတယ်စော်ကစားတတ်တဲ့အွယ်မှာလည်းတခြားကလေးတွေကဖိုးမဲနဲ့မကစားချင်ကြဘူးဒါကြောင့်ဖိုးမဲကခြံထဲမှာနေပြီးတော့တယောက်တည်းစော်ကစားတယ် အမေရေအမေတားလေအမေဒီမှာရှိတယ်လေအမေတားတဲ့ငယ်ချင်းတွေကဘိုက်စားလို့တဲ့သူတို့ကိုတားထမင်းကျွေးလို့ရလားတားပြည်သူစကားကြောင့်မတူတရာကြောင်အံအံဖြစ်သွားတယ်ဘယ်မှာလဲတားတားတဲ့ငယ်ချင်းတွေကခြံထဲမှာလေအမေရဲ့တားတားနေကောင်းရဲ့လားတားနေကောင်းပါတယ်အမေတားသူတို့နဲ့ဆော့ရတာပြောတယ်ဘယ်သူတွေလဲတားသူတို့ကတားတို့လို့လူတွေမဟုတ်ဘူးမေညာတာအိမ်ထဲမှာနေကြမယ်မတူကတားပြည်သူလက်ကိုဆွဲပြီးတော့ အိမ်ထဲကိုခေါ်သွင်းတယ်။နောက်တနေ့မှာကားဖြစ်သူကိုဖုန်းကြောင်းကိုသွားပြီးတော့ပရေကျုပ်လုပ်ပေးတယ်။ကျုပ်လည်းတားလေးမွေးပြီးမှမုံဆိုးလုပ်ကိုလုပ်ရတယ်။ကားပြောတဲ့နေရာမှာသွားပြီးတော့တားကောင်ပြက်ကမုံဆိုးလုပ်ကိုလုပ်တယ်။ဒီလုံးနဲ့မိသားစုဝင်ရေးကိုဖြည့်ရှင်းရတယ်။တနေ့တော့ကျုပ်တော့ကပြန်လာတားငယ်ကမတူးကိုကြည့်ကြတယ်။ကျုပ်ကချောက်မော့ပေမဲ့ငုံမတိတ်ဘူး။ဘာဖြစ်တာလဲတားအဖြစ်ကိုပြောလေ။တားရဲ့တငယ်ချင်းတွေကစိတ်ဆိုးနေကြတယ်။တားနဲ့အတူမစောရလို့တဲ့ ဒါများသားရဲ့ငိုစရာလားသူတို့ကသားရဲ့လေပင်ကကြိုးကိုကြောက်ကြတယ်သူတို့ကိုတည်ရင်အယံအော်ကြတာသားကိုအဲ့ဒါမဝေဖို့ပြောကြတယ်သားကိုအဲ့ဒါကြိုးကြီးချုပ်ပေးပါလားဖိုးမဲပြောတဲ့ကလေပင်ကပြည့်ကြိုးကိုဆလိုခြင်းဖြစ်တယ်ဒီကိစ္စကြောင့်ပဲကျုပ်တို့လည်းများနှစ်ယောက်စိတ်ရှုပ်ရတယ်သားငယ်ကပရလောကဓာတ်တွေနဲ့တငယ်ချင်းဖြစ်နေကြလားတနေ့တော့ကျုပ်တို့လည်းများနှစ်ယောက်သားငယ်ကိုသင်ခန်းစီပေးဖို့တိုင်ပင်ကြတယ်ဒီချိန်မှာစောင်းကစားနေတဲ့တောင်ငယ်ဟာ ဒေါသတကြီးနဲ့ကျုပ်တို့ဘေးမှာလာထိုင်နေအမေနဲ့ဖေတားကိုသင်္ကန်းစီပဖို့တိုင်မနေကြတာမလားဟုတ်တယ်လေတားရဲ့တားကဘာဖြစ်လို့လဲတားသင်္ကန်းမစီးခြင်းမို့မေးဟောဘာဖြစ်လို့လဲတားရဲ့တားတငယ်ချင်းတွေနဲ့မခွဲခြင်းမို့ဗျာတားတငယ်ချင်းတွေကဘယ်သူတွေလဲအမေတို့မသိပါဘူးဗျာတားပြောထားမယ်နော်တားကိုသင်္ကန်းအတင်းစီးပေးရင်တော့တားအမေတို့နဲ့တသက်လုံးမနေတော့ဘူးကျုပ်တို့လည်းများနှစ်ယောက်လည်းတားငယ်စကားကြောင့်ဝမ်းနေသွားတယ် မတူမရှိတော့တားငယ်ကိုကျုပ်ကခေါ်မိကြည့်တယ်။ဒါတားတငယ်ချင်းတွေကတရေတွေလားဟုတ်တယ်လေဖေအဖေကဘယ်လိုသိတာလဲသိတာပေါ့ကွာဒါနဲ့တားကဘာလို့သူတို့ကိုတွေ့နေရတာလဲတားလည်းအရင်ဘွားကတရေပဲလေဖေတားကဒွေးပင်ချောင်းကနေအဖေနောက်ကိုလိုက်လာခဲ့တာအဲ့တုန်းကအမေကတားကိုကြည့်နေသေးတယ်ဗျတားဖြစ်သူဖိုးမရဲ့စကားကြောင့်လုံခဲ့တဲ့ဆယ်နှစ်ကညတညကိုပြန်ပြီးတော့တတိယသွားတယ်ဟုတ်လားတားဟုတ်တယ်ဖေး ဒါပြောထားမယ်နော်။ဒါကိုတင်ကန်းစီးပြတာနဲ့ဒါအဖေတို့စီကနေထွက်သွားမှာ။အဖေရင်တော့ကသူများချက်ကိုခိုးစားဖို့တယ်မလား။အဲ့ဒါချက်ပိုင်ရှင်ကကျင်းစာတိုက်ထားတယ်။ဒါတဲ့ငယ်ချင်းနေပြောတာ။အဲ့ကျင်းစာကဒါကိုထိမာတဲ့။ဒါဖြစ်သူစကားကြောင့်ကျုပ်မှာမှားခဲ့ဘူးတဲ့အမားကိုပြန်လဲပြင်ဆင်ကိုရချင်မိတယ်။ကျုပ်ရဲ့မိမမတူးကလည်းဒါငယ်ကိုချစ်တယ်ဆိုနဲ့တင်ကန်းကိုရအောင်စီးပြတယ်။အဲ့ကျင်းကစပြီးတော့ကျုပ်တို့ရင်မှာဖြစ်တဲ့ဒါငယ်ဟာနေတိုင်းမကောင်းဖြစ်ပြီးတော့ ကျွတ်တို့ရင်ခွင်ကိုအပေးတိုင်ဆုံးခွာသွားခဲ့တယ်။ကျွတ်တို့လည်းမရတာတားငယ်ရဲ့စကားကိုနားထောင်ပြီးတော့တင်ငန်းမစည်းကပေးခဲ့ရင်တော့ကျွတ်တို့ရဲ့တားငယ်ကျွတ်တို့ရင်ခွင်မှာအခုထိရှိနေအောင်မှာဖြစ်တယ်။